ကျွန်တော်ထိုင်းစကားပြောတဲ့ခါမှာအရှင်းနဲ့အနောက်အမြင်နဲ့လွေပြီးပြောတဲ့ပုံစံတွေခြေကတစ်ခုပေါ့နော်ဒီနေ့ကျွန်တော်တိတိကျကျလေးရှင်းပြပေးမယ်အကျန်းတွေကိုဗီဒီယိုမှာရိုးရှင်းတိကျကြည့်ကြမယ်နော်ဆိုတော့ကျွန်တော်ထိုင်းစကားပြောတဲ့အထက်မှာကျွန်တော်အာကရိယာအရှင်းရှင်းပေါင်းနေဆိုပြီးတော့တစ်မျိုးနဲ့ပေါင်းဆိုင်ကရိယာဆိုပြီးတော့တစ်မျိုးနှစ်မျိုးရှိသူတို့နာမည်တွေကလည်းအရင်ဆင်တယ်လို့ကျွန်တော်တို့စင်လုံးရုံးမှာဖြစ်တာဖြစ်တဲ့စကားပြောတဲ့ခါမှာလေအရှင်းအောင်အမြင်နဲ့လွေတယ်ပေါ့နော်နံပါတ်1ကကရိယာအရှင်းရှင်းပေါင်းနေနောက်တစ်ခုကပေါင်းဆိုင်ကရိယာ ဒီနှစ်ခုကိုတေချာကိုကေပြောမသိဘူးဆိုလို့ရှိရင်ကျွန်တော်စကားပြတဲ့ခါမှာအမြဲတမ်းလွေတယ်ပေါ့နော်ချင်တော့ဆိုတော့တေချာလေးရှင်းပြလိုက်မယ်ကျွန်တော်တေချာလေးလာတော့ကြနော်ဆိုတော့အသွင်ရှာမယ့်ကရိယာလေးတဲ့အရင်ကြည့်ကြမယ်ကျွန်တော်ကရိယာစကားလုံးပေါ့နော်ဆိုတော့ကရိယာစကားလုံးဆိုလို့ရှိရင်သူ့မှာပိုင်ရိုးရှိချင်းလေးတွန်းကြည့်မယ်နော်ကိုအနေနဲ့တခါရှားပြစင်စားလေးတွေကိုစားထုတ်ပြီးတွန်းပေါ့ပိုင်တွားတယ်ပိုင်တွားတယ်နောက်တစ်လုံးအောင်ယူတယ်အောင်ယူတယ်နောက်တစ်လုံးမာလာတယ်မာ လာတယ်။နောက်တစ်လုံးရှောရဲ့ကိုင်ကြီးနဲ့ရှောရဲ့ကိုင်ကြီးနဲ့နောက်တစ်လုံးထမ်းလောက်တယ်ထမ်းလောက်တယ်နောက်တစ်လုံး hi ပေးတယ် hi ပေးတယ်ဆိုတော့ကစကလုံး၆လုံးလုံးဟာကျွန်တော်ကရိယာအာကရိယာစကလုံးတွေဖြစ်ကြတယ်ဒီကရိယာစကလုံးတွေကိုအပြင်မှာစကားအပြင်နဲ့ပြောတဲ့အခါမှာဘာဖြစ်လဲဆိုတော့ရှင်နံပါတ်1ကရိယာရှင်ချင်းပေါင်းတဲ့ပုံစံဆိုတာရှိရယ်နံပါတ်2 ပေါင်းစပ်ကရိယာဆိုတာရှိတယ်ဒီနှစ်ခုကိုခွဲခြားဖို့အတွက်တရားလေးလေးလာဖို့လိုတယ်ပေါ့နော်ဆိုတော့ကရိယာရှင်းရှင်းပေါင်းနေဆိုလို့ရှိရင်ကျွန်တော်တို့မှတ်ထားရမှာတစ်ခုပဲရှိတယ်အထိုင်းစကားမှာကရိယာအရှင်းရှင်းပေါင်းစပ်ပြီးတော့ပြောတဲ့အခါမှာထိုင်းနေမြန်မာနဲ့အတူတူပဲအဲ့ဒါမှတ်ထားရမှာနော်ထိုင်းနေမြန်မာနဲ့အများအားဖြင့်အတူတူပဲအများစုအတူတူဖြစ်တဲ့အတွက်အရှိမပါတဲ့လုံကိုအရှိမထည့်တယ်အလင်မပါတဲ့လုံကိုအလင်မထည့်တယ်အနောက်မပါတဲ့လုံကိုအနောက်မထည့်တယ်အစင်လက်တိုင်းဒီတိုင်းထိုင်းစကားတိုင်းမြန်မာစကားကိုမြန်မာစကားတိုင်းထိုင်းစကားကိုထည့်ပြလိုက်ရုံပဲဆိုတော့ဥပမာကြည့်ကြမယ် သွားယူတယ်ဆိုပါစို့သွားယူတယ်သွားတာပါတယ်ယူတာပါတယ်သွားယူတယ်ပေါ့ဆိုတော့အဲ့ဒါကိုကရိယာရှင်းရှင်းပေါင်းနေအရှိပြုံးမယ်သွားယူတယ်လို့ဆိုတော့ရှင်းသွားတာကရှေ့ကဖြစ်တဲ့အတွက်ပိုက်ကိုရှေ့ကတည်တယ်ယူတာကနောက်ကဖြစ်တဲ့အတွက်အောင်ကိုနောက်ကတည်ပိုက်အောင်ခါသွားယူတယ်ခါပါရှင်ခင်ဗျာတိုက်ပြတာပေါ့နော်ပိုက်အောင်ခါသွားယူတယ်ပြီးသွားဆိုတော့နောက်တစ်လုံးအာသွားယူလာတယ်ဆိုပါစို့လာတာတုံးတူလား သွားอยู่လာတယ်ဆိုလို့ရှိရင်သွားတာကပိုင်ရှေ့ကထည်တယ်ယူတာကအောင်အလင်းမှာပါလာတယ်လာတာကမာဆိုနောက်မှာဆိုပိုက်အောင်မှာသွားอยู่လာတယ်ပိုက်အောင်မှာသွားอยู่လာတယ်အစင်လက်တန်းထိပ်ပြလက်ယူပဲအဲ့နဲ့မြန်မာနဲ့အတူလို့ခေါ်တယ်ဗောနော်ဆိုနောက်တစ်ခါကူလုံးပေးတယ်ဆိုတာကူလုံးပေးတယ်ရောက်တဲ့ကူလုံးပေးတယ်ကူလုံးပေးတယ်ဆိုလို့ရှိရင်ကူတယ်ပါတယ်ရှောင်းလုံးတယ်ပါတယ်ထမ်ပေးတယ်ပါတယ်ဟိုင်းဆိုလို့ရှိရင်ပေါင်းလိုက်တော့ရှောင်းထမ် ဟမ်ကိုလောက်ပေးတယ်โอเคဒါတွေဟာကရိယာရှင်ရှင်ပုံစံပြောဆိုတယ်လို့ခေါ်တယ်ပေါ့နော်ဒါတိထားဖို့လိုတယ်ထိုင်းနိုင်မှာဒီလိုပဲโอเคဒါနဲ့ဘာမှပြဿနာတက်လို့ဆိုလို့ရှိရင်ပုံစံကရိယာကိုမတိရတာပြဿနာတက်လာဆိုတော့ဒီခါနံပါတ်1နေနဲ့ပုံစံကရိယာတော့ကြည့်ကြမယ်ပုံစံကရိယာပုံစံကရိယာဆိုတာဘာခေါ်လဲဆိုလို့ရှိရင်ဆုံးတက်ပြီးရှင်းပြမယ်ပုံစံကရိယာဆိုတာကျွန်တော်အတိတ်ပြီးရှိပြီးသားစကလုံးနှလုံးရှိမယ်ကရိယာလေးဖြစ်ကောင်းဖြစ်မယ်နံလေးလေးပါကောင်းပါနံလေးမယ် တီထားမှာအတိတ်ပြရှိပြီးသားစကလုံးနှလုံးရှိမယ်အဲ့ဒီစကလုံးနှလုံးကိုပုံစံလိုက်တဲ့ခါမှာတခြားအတိတ်ပြတစ်ခုရွာသွားအတိတ်ပြရှိပြီးသားစကလုံးနှလုံးကိုပုံစံလိုက်တာနဲ့နောက်ထပ်အတိတ်ပြတစ်ခုရွာသွားအဲ့ဒါကိုပုံစံကရိယာလို့ခေါ်တယ်ဒါကကြတော့နေ့စနေနဲ့ပြလို့မရဘူးเนาะအတိတ်ရှာလေ့လာဖို့လိုတယ်သူကဝတ်ဟာရတယ်မဟုတ်လို့ဘောနော်ဆိုတော့ပြပြပေးမယ်ဘယ်လိုဟာလေးလဲဆိုလို့ရှိရင်အဲတလုံးရှိတဲ့နံပါတ်1သဘောတူတယ်တခုခုပြောတဲ့အခါမှာကျွန်တော်အာကျွန်တော်သဘောတူတယ်ဆိုတဲ့စကားပေါ့နော်သဘောတူတယ်ဆိုလို့ရှိရင်ထိုင်လောပါခေါ်လို့ဆိုလို့ရှိရင် ลงตกลงตบตัวตกลงตบตัว so any สกาวบานะบานะปองทอเลยဆိုလို့ရှိရင်ตกဆိုတဲ့စကားနဲ့လုံဆိုတဲ့စကားပေါင်းတာตกဆိုတာကပြုတ်ကြတယ်ကျွေကြတယ်အတိပ္ပယ်ရတယ်လုံလုံဆိုတာဆင်းတယ်လို့အတိပ္ပယ်ရတယ်အောက်သို့ဆင်းတာဆိုတော့ตกနဲ့လုံနဲ့ပေါင်းလိုက်တဲ့အခါသဘောတူတယ်ဆိုပြီးအတိပ္ပယ်ရပါဆိုတော့မူလကသူတို့မှာအတိပ္ပယ်ရှိပြီးသားပုံစံလိုက်တဲ့အခါမှာနောက်ထပ်အတိပ္ပယ်တစ်ခုပြောင်းသွားတယ်အဲ့ဒါကိုပုံစံကရိယာလို့ခေါ်တယ်ကရိယာချင်းချင်းပေါင်းတာမဟုတ်ဘူး ဆိုတော့နောက်တစ်လုံးဥမာဆူတောင်းပေးတယ်ဆိုတဲ့စကားဆူတောင်းပေးတယ်ဆူတောင်းပေးတယ်ဆိုတဲ့ကိရိယာဆူတောင်းပေးတယ်ပေါ့နော်မိတော့ကဆူတောင်းပေးတယ်ဆိုတဲ့ကိရိယာစကားအထိုင်းလို့ဆိုလို့ရှိရင်ခေါ်ဟိုင်းခေါ်ဟိုင်းဆူတောင်းပေးတယ်မခေါ်ဟိုင်းရှုပ်ဒီဒါကောင်းပါစေလို့ဆူတောင်းပေးတယ်အဲ့လိုမျိုးပေါ့နော်ခေါ်ဟိုင်းဆူတောင်းပေးတယ်အဲဆူတောင်းပေးတယ်ဆိုတဲ့စကားကိုဗာနဲ့ပုံထားလို့ဆိုလို့ရှိရင်ခေါ်ဆိုတာတောင်းတယ်တခုတစ်စုံတစ်ခုတောင်းတဲ့ခါမှာခေါ်ခေါ်ခပ်ကျွန်တော်တောင်းတယ်ပေးတယ်ဆိုလို့ရှိရင် hi ပေးတယ် သူဟာနဲ့သူဒိတ်ပြီးရှိပြီးသားခေါ်တောင်းတယ် hi ပေးတယ်နှလုံးပေါင်းလိုက်တော့ခေါ် hi ဆိုတာကစူတောင်းပေးတော့ဒိတ်ပြီးရအောင်အဲ့ဒါပုံစံကလေးပါเนาะနောက်တစ်လုံးကြည့်ကြမယ်အာကတိပေးတယ်ကတိပေးတယ်ကတိပေးတယ်လက်ခံကတိပေးတယ်ပေါ့เนาะကတိပေးတယ်ဆိုတဲ့စကားအထင်တော့ပါခေါ်လို့ဆိုလို့ရှိရင်ကတိပေးတယ်ရပ်ပါရပ်ပါကတိပေးတယ်အဲ့ဒီစကားဘာနဲ့ဘာနဲ့ပုံထားလို့ဆိုလို့ရှိရင်ရပ်လက်ခံတယ်ရပ် လက်ခံတယ်ကြော်စော်တယ်လက်ခံတယ်ကြော်စော်တယ်ပပေါ်အာကောပဆိုတော့ပဇာကိုပေါ်အာကောပပဇာဆိုတော့လက်ခံတာနဲ့ပဇာနဲ့ပုံလိုက်တော့ဂတိပေးတယ်လို့တည်ပြရရပဂတိပေးတယ်ဆိုပြီးတည်ပြရပါဘောနော်ဒါတွေဟာကျွန်တော်ပုံစံကရိယာလို့ခေါ်တယ်ပုံစံကရိယာလေးလည်းအများကြီးရှိတယ်ဘောနော်ကျွန်တော်တို့အနေနဲ့ဒါပုံစံကရိယာလားဒါကရိယာရှင်ရှင်ပုံထတာလားဆိုတာကိုသိချာတိပို့လို့တယ်ဒါမှထိုင်စကားပြောတဲ့အခါမှာရှင်းရှင်းလင်းလင်းနဲ့သွားနိုင်မှာဘောနော်โอเคအဆင်ပြေကြပါစေလို့မျှော်လင့်တယ်ဘောနော်နောက်ထပ်သင်ခန်းစာလေးတွေလည်းအများကြီးလာအောင်ပါဘောနော် နောက်ထပ်သင်ခန်းစာမှာတွေ့ကြမှာနော်